မင်္ဂလာပါရှင်။ပြီးခဲ့တဲ့ဇွန်လ17ရက်ကြာတာပရိညမှာပဲအစ္စရေးကအီရန်ကို တိုက်ခိုက်မှုအပြီးမှာပဲရုရှားသမ္မတဗလာဒီမာပူတင်ရဲ့စစ်ဗိုလ်ချုပ်တယောက်ကတတိယကမ္ဘာစစ်စတင်နေပြီလို့ကြေညာလိုက်ပါတယ်။ဒါ့အပြင်ရုရှားနိုင်ငံအနေနဲ့တပ်သားတစ်တန်းအသင့်ပြင်စုစည်းထားမှုကိုလည်းရုရှားစစ်ကောင်းဆောင်ပိုင်းမှထင်ရှားတဲ့အသက်52နှစ်အရွယ်ဗိုလ်ချုပ် FDL Dinov က Kremlin ကို တိုက်တွန်းလိုက်ပါတယ်။ အလော်ဒီနိုဟာလက်ရှိအချိန်မှာရုရှားစစ်တပ်ရဲ့ပင်မစစ်ရေးနိုင်ငံရေးညွှန်ကြားရေးမှူးချုပ်ယုံလက်ထောက်အကြီးအကဲရာဒူးနဲ့တာဝန်ထမ်းဆောင်နေသူဖြစ်ပြီးထင်ရှားတဲ့ဝါဒဖြန့်ချီသူတစ်ယောက်လည်းဖြစ်ပါတယ်။ရုရှားနိုင်ငံအနေနဲ့အ ਨੇ ဆုံးတပ်သားတိအင်အား9သိန်းဝန်းကျင်ကိုကြိုတင်ပြင်ဆင်ထားဖို့လိုပြီးတတိယကမ္ဘာစစ်အတွက်တပ်သားတွေစင့်ခေါ်ကလေ့ကျင့်ပြင်ဆင်ထားဖို့လိုပြီးလို့ဆိုရှယ်မီဒီယာပလက်ဖောင်းတစ်ခုဖြစ်တဲ့ Telegram Channel မှာသူကရေးသားခဲ့တာပါ။ အီရန်ကိုလှုပ်တယ်လို့မျိုးရုရှားနိုင်ငံကိုဘသူကမှလာပြီးမကစားရဲကြတယ်လို့ရုရှားပြည်သူတွေအနေနဲ့အစင်တိုင်းအစင်တိုင်းမှာ စီးလုံးညင်ညွတ်ဖို့လိုတယ်လို့လည်းသူကပြောခဲ့ပါသေးတယ်။အဲလော့ဒီနိုဟာကတ်စ်ဒေသမှာယူကရိန်းသိမ်းပိုက်ခဲ့တဲ့နယ်မြေတွေကိုရုရှားနိုင်ငံကပြန်ပြီးရယူရမှာနိနိကက်ကက်ပါဝင်ခဲ့သူဖြစ်တယ်လို့ချန်နီယာဒေသမှာတက်ဆွဲထားတဲ့အခမတ်အထုတပ်ဖွဲ့ရဲ့တက်မှုလည်းဖြစ်ပါတယ်။ ကြာသပတေးနေ့မှာတော့အစ္စရေးကအီရန်ရဲ့စစ်ဘက်ဆိုင်ရာအဆောက်အုံတွေပါဝင်တီဟီရန်ဝန်ကျင်မှာရှိတဲ့စစ်အခြေစိုက်စခန်းအနည်းဆုံး6ခု တမတ်မှုတွေနေထိုင်တဲ့အဆောက်အုံဝန်းနှစ်ခုကလူຫນွေအိမ်တွေနဲ့တီဟီရန်အနီးတစ်ဝိုက်မှာရှိတဲ့လူຫນွေအိမ်များစွာကိုတိုက်ခိုက်ခဲ့ပါတယ်။အခုလိုအစ္စရေးကအီရန်ကိုတိုက်ခိုက်ပြီးနောက်မှာပဲတတိယကမ္ဘာစစ်ကြီးစတင်နေပြီလို့ရုရှားစစ်ဗိုလ်ချုပ်ကမှတ်ချက်ပြုခဲ့တာပါ။ပြီးခဲ့တဲ့2023ခုနှစ်နိုဝင်ဘာလတုန်းကလည်းရုရှားနိုင်ငံရဲ့ထိတ်တန်းနိုင်ငံခြားရေးမူဝါဒကျွမ်းကျင်သူဖြိုဒေါ်လူကာနော့ဖ်ကတတိယကမ္ဘာစစ်ကြီးစတင်နေပြီလို့ပြောဆိုခဲ့ပါသေးတယ်ရှင်။